ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေဟိုမယ်ဖိုးဖိုးလာနေပြီဖိုးဖိုးလက်ထဲမှာဖျဲသီးပါလာတယ်သမီးတို့ဖျဲသီးဖြော်ရည်လေးလောက်ပေးနော်သမီးလည်းပင်ခြောက်နေပြီသမီးရေဖျဲသီးဖြော်ရည်အတွက်ဖြော်ဆက်လိုတယ် ဒါကြောင့်ပူနေလဲသမီဖျဲသည့်ကိုဒီတိုင်းလေးခွဲပြီးပဲစားလိုက်တော့နော်။သမီတို့ကနေ့တိုင်းနေ့တိုင်းဖျဲသည့်ကိုဒီတိုင်းပဲစားနေရတာ哦။ကဲဒါဆိုလဲခဏနေပေါင်းသမီရဲ့အမေဘေးရင်ကဖြောဆက်သွားငါကြည့်လိုက်မယ်။ပြီးရင်အမေသမီကိုဖြောဤဖြောပေးမယ်ဟုတ်ပြီလား။ကလေးတွေကပူစားနေတော့မို့သူစားလေးဘေးရင်ကနေဖြောဤဆက်ကိုသွားငါပေးလာခဲ့ပါတယ်။ပြီးတော့ဖျဲသည့်တွေကိုလှီးပြီးတော့ ဖြောဆက်လေးနဲ့ဖျဲသည့်ဖြောဤတွေကိုဖြောလိုက်ပါတော့တယ်။ နေရာဒီမှာဖျဲသီးဖျော်ရည်အေးအေးလေးတောက်ရတာရင်းဟုန်ကိုတောက်လို့ကောင်းတာပဲအမေဖျဲသီးတွေလည်းရှိတာကိုမနှက်ပြန်ရောဘာလို့စားကြမလဲညီလေးရဲ့မနှက်ပြန်ကြရင်တားအဖေနဲ့အတူဖျဲသီးတွေကိုရောင်းဖို့ဈေးသွားရမှာတကယ်လို့အဲ့လိုရောင်းပြီးမှဖျဲသီးတွေပိုသေးတယ်ဆိုရင်ညီလေးတို့ဖျော်တောက်ချင်လားဒီတိုင်းစားချင်လားကြိုက်တယ်လို့လှူစားကြဖို့သူတို့ဖိုးရဲ့စကားကြောင့်ဖြူဖြူနဲ့မောင်မောင်တို့လည်းမျက်နှာရီရှုပ်မဲ့ကုန်ကြပါလေဒီလိုနဲ့ပဲတရပီတရအကုန်ဆုံးလာခဲ့ကြ ောင်နှမနှစ်ယောက်ကတော့နေ့တိုင်းသူတို့အမေကိုဖျဲသီးတွေနဲ့တမျိုးပြီးတမျိုးလှုပ်ကြီးခိုင်းနေပါတယ်။လူနဲ့တည့်ရမှာတော့မောင်ခင်လေးလှဲလေးနဲ့ဖျဲသီးရောက်နေတော့မှာပဲသူတို့ဆိုင်နောက်ကိုမောင်မောင်နဲ့ဖြူဖြူတို့ကရောက်လာခဲ့ကြပါတယ်။အဖေသမီးတို့တငယ်ချင်းပြောနေတာဖျဲသီးခွန်အားဟင်းချက်စားလို့ရတယ်တဲ့။အဲ့ဒါကြောင့်သမီးချက်စားချင်လို့ဖျဲသီးနဲ့နဲ့ယူသွားမယ်နော်။ပြီးရင်အမေကိုဖျဲသီးခွန်ဟင်းစားချင်လို့လို့ပြောပြီးချက်ခံလိုက်မယ်။နေတို့နှစ်ယောက်ဆိုဒီမှာလေဘာရီမြောက်ပေါက်ပေါက်ချာချာစားကြလည်းမသိဘူး။ ဖယဲဒီကိုမျိုးစုံလုံးနေတော့တာပဲကဲရော့ဒီမှာဖယဲဒီပြီးတော့နင်တို့အမေကိုပေးပြီးရင် အဖေအတွက်လည်းဖယဲဒီနို့ဖြော်ရည်လေးအေးအေးလေးလှူထားပေးအောင်လို့အဖေလည်းအဲ့ဒါတောက်ချင်လို့เจ้าကပြန်လာတာနဲ့ခလေးနှစ်ယောက်လည်းလက်ထဲမှာဖယဲဒီတွေကမ်းပြီးတော့အပူကနေနှစ်ယောက်တူအိမ်ကိုပြန်လာခဲ့ကြပါတယ်အမေအဖေကဒီဖယဲဒီတွေပေးပြီးပြောလိုက်တယ်ဖယဲဒီနို့အေးဖြော်ပေးတဲ့ပြီးတော့သားတို့အတွက်ဖယဲဒီကိုဟင်းချက်ပေးဟင်းသားတို့ပြောတဲ့ဖယဲဒီခွန်ဟင်းဆိုတာဘလို့ချက်ရမှာလဲ ။သမီးတငယ်ချင်းပြောတာသူ့အမေကတော့ YouTube အနေကြည့်ပြီးလှုပ်ပေးတာတဲ့။လွယ်လွယ်လေးပဲ။သမီး YouTube အနေနီးလန်းရှာပေးမယ်။အမေတဆင့်ချင်းလိုက်လှုပ်ပေးနော်။အေးပါ။ဒါဆိုရင်လည်းအမေညကြမှာလှုပ်ပေးတော့မယ်။ဖုန်းကနင်တို့အဖေစီမှာဆိုတော့အမေကြည့်လို့လို့မရသေးဘူးလေအခုတော့ဖယဲသီးနှုတ်အေးလောက်ပေးမယ်ဒါနဲ့အေးအေးလေးဖယဲသီးနှုတ်အေးလေးကိုအရင်လှုပ်ပေးထားလိုက်ပါရယ်ဒါကိုတောက်ပြီးတဲ့ကလေးနှစ်ယောက်လေးအရင်ကကြိုက်နေကြပါရယ်ဒီလိုနဲ့ညဘက်မောင်ခင်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ ဖုန်းယူကဖယေသီခွန်ဟင်းချန်နီကိုရှာကြည့်လိုက်ပါတော့တယ်။အမေဖယေသီဟင်းချန်နီကပါဝင်ပစ္စည်းနဲ့အများကြီးမကုန်လွယ်လဲလွယ်တယ်။ပြီးတော့ YouTube မှာတွေ့လိုက်တာဖယေသီနဲ့အကြောတောင်လှုပ်လို့ရသေးတယ်တဲ့။ချွေးမလေးရဲ့နင်အရှိအဟိတွေရှောက်လို့မနေပါနဲ့။ယာတိဥတုကပူဝပူနဲ့နင်ကလေးတွေကတခြားစားစရာတမျိုးထက်တွေ့ရင်နင့်ကိုထပ်ပြီးလှုပ်ခိုင်းအောင်မှာပဲ။အဲ့ဒါကြောင့်နင်တို့လှုပ်ခိုင်းတာကိုတော့လှုပ်ပေးလိုက်တော့ဒါပဲ။ ုံမြကဒီလိုပြောလိုက်တာမို့အေးအေးလေးဖုန်းကိုပိတ်လိုက်ပါတယ်။ပြီးတော့ဖျဲသီးတွေကိုချက်လိုက်ပြီးတော့ဖျဲသီးကုန်တွေကိုဖယ်လိုက်ပါတော့တယ်။ပြီးတော့ဒေဥပုံစီတင်ပြီးတော့ဖျဲသီးကုန်တွေစားတွေစီရင်ငရုတ်သီးမုံတွေကိုထည့်လိုက်ပါတယ်။ဒီလိုနဲ့ပဲဖျဲသီးခုံဟင်းကိုချက်ပြုတ်လိုက်ပါတော့တယ်။ဖျဲသီးကုန်ဟာတော်တော်လေးမှုန်းနေတာပဲ။ကလေးတွေဖျဲသီးတွေစားနေလို့သာဖျဲသီးတွေအလကားမဖြစ်တာ။မဟုတ်ရင်အခုချိန်ရဈေးထဲမှာဖျဲသီးတွေပေါလုံးလို့ရောင်းမကောင်းဒီလောက်ပူနေတော့ဒီတိုင်းထားရင်ငါတို့ဖျဲသီးတွေအလကားဖြစ်ကုန်မှာ ဒါကြောင့်အခုငါတို့ဖျဲသီးတွေကိုနောက်နေနေရာခွဲမရောက်တော့ပဲတနေရာတွေပဲအကုန်လိုက်ရောက်ရင်ကောင်းမလားလို့နွေရတီကဖျဲသီးပေါ်တယ်လေဒီအချိန်ဖျဲသီးစရာတော့ကြနေမှာပဲဒါမဲ့မရောက်ရလို့ကြံနေတာထက်ဆိုင်တော်ပါသေးတယ်ဖျဲသီးတွေမရောက်ရလို့စိတ်ညစ်နေကြတယ်မောင်ခင်နဲ့ဥပါလေးနောက်ရမှာပဲလေတွေကဖျဲသီးတွေကိုအကုန်ယူလာခဲ့ပါတယ်ပြီးတော့မောင်ခင်နဲ့သူ့အဖေလည်းဖျက်သီးတွေကိုဂုံနေထဲထဲကဈေးမှာတွားရောက်ကြဖို့တွားလိုက်ပါတယ်။ ဒီလိုနဲ့ညနေရောက်လို့ကလေးတွေလည်းကျောင်းကပြန်လာခဲ့ကြပါတယ်။အမေရာသီဥတုကြီးကပူလိုက်တာတောင်းတကူလုံးလည်းချွေးတွေထွက်ပြီးရားနေပြီပြီးတော့တိလာဒီနေ့လေကျောင်းကပြန်လာတော့လမ်းမဖျဲသေးကြောရောင်းနေတာတွေ့ခဲ့တယ်။တားတို့လည်းအိမ်မှာတလောက်ဖျဲသေးတွေပေါနေတာကိုတားလည်းဖျဲသေးကြောစားကြတယ်။မြင်လာချွေးမလေးရေငါတွေးပူနေတယ်လို့တော့ဖြစ်လာပြီ။ကလေးတွေကတော့ဘယ်ကနေများဖျဲသေးကြောမြင်လာကြပြန်မလဲမသိပါဘူးဟဲ့။ဟိုနေ့ကဖုန်းကြည့်ရင်ဖျဲသေးကြောနီးကိုမြင်ထားတာကြောင့်မို့ အီအီလေပြင်းသီးတွေကိုကျင်းနယ်ချက်လိုက်ပါတယ်။ပြီးတော့အဲ့ဒဲကိုရသားမုံနေထဲကခဏလောက်နှက်ထားလိုက်ပါတယ်။ပြီးတော့ကျန်တဲ့ပေါဝင်ပစ္စည်းတွေကိုပြင်ဆင်လိုက်ခါအကြုံမုံတွေကိုလည်းပြင်ဆင်လိုက်ပါတော့တယ်။ပြီးတော့ပြင်းသီးချက်ထားတာတွေကိုအလုံးလေးတွေလောက်ခါမုံနေထဲထည့်ပြီးစီပွပွဆူတွေကိုထည့်ပြီးတော့ကြောလိုက်ပါတယ်။အမေအနှံ့လေအရောက်မွှေးနေရပဲနော်။ပြင်းသီးကြောအနှံ့လေအရန်ကောင်းတာပဲ။ငါကြားလိုက်တာအမှန်ပဲလားဟဲ့။ညရာတီမှာဆိုပြင်းသီးကိုမျိုးစုံလှုပ်ရှားကြပါမယ်။ လင်းတို့အိမ်ကဖဲသီးကိုအကျော်လှုပ်စားနေတယ်ဟုတ်လားဟုတ်တယ်တော့အတော်လေးနေနေလာဝင်ပြီးစားသွားကြည့်ပါလားကျွန်တော်တို့အမေကဖဲသီးဖြိုရီဖဲသီးအခုံဟင်းဖဲသီးနိုအင်းတွေမကပဲဖဲသီးကြော်ပါကြော်တတ်တယ်ကလေးတွေကပြောနေတာမဟုတ်ဒေါ်လာလေးအေးအေးချန်ထားတဲ့ဖဲသီးကြော်တွေကိုစားကြည့်လိုက်ပါတော့တယ်ချွေးမလေးရဲ့နင့်ဖဲသီးကြော်ကတကယ်ကောင်းတာပဲနင်းယောက်ကြလည်းဖဲသီးရောင်းတယ်ဆိုတော့နင်လည်းဖဲသီးကြော်လှုပ်ရောင်းကြည့်ပါလားတကယ်ရောင်းကောင်းမှသေးချတယ်ဒါနဲ့ငါနင်တို့အိမ်ကိုဖဲသီးနှလုံးလောက်ဝယ်ချင်လို့လာတာ အရန်ပူနေတော့စားချင်လို့လေ။အော်ဟုတ်ကဲ့အခုပဲပြေးပါမယ်။ဒေါလာလေးဖျင်းသီးတွေကိုဝယ်ပြီးတော့ပြန်သွားပါတော့တယ်။ဒီခါသူတို့သမီးယောက်ခမနှစ်ယောက်လေးဖျင်းသီးကြောရောင်းဖို့အတွက်အကြံရလာခဲ့ပါတယ်။ညဘက်ရောက်လို့ဥပနဲ့မောင်ခင်တို့အိမ်ပြန်လာကြတဲ့အခါမှာတော့သူတို့လည်းအဲ့ဒီအကြောင်းတွေကိုပြောပြလိုက်ကြပါတယ်။ဟာမင်းတို့ယူသွားကြတာလား။ကြလောက်ပုန်နေရဘူးငါတို့နင်တို့ကိုအပြင်းမစည်းသွားရောက်ဖို့ခွင့်မပြုနိုင်ဘူးလုံးဝမရဘူးအဖေရဲ့အဲ့ဒါရောက်တာဘာဖြစ်မှမလို့လဲ ။ဘာပဲဖြစ်ဖြစ် အခုခေတ်ကြီးကအရန်ကိုတိုးတက်နေပြီဆိုတော့မိန်းကလေးတွေဈေးရောက်လာလည်းအပြစ်မဟုတ်ပါဘူး။အရှိအိမ်ကတော်လာတော့ကြည်ပါလား။တမီရောက်ခမနှစ်ယောက်တူတူပတ်စံရှာနေကြတာ။ပြီးတော့ရှင်းကြည့်လိုက်လေ။တို့အိမ်မှာအိမ်ရှိလူကောင်အလွတ်လောက်ကြတော့လီအီပိဆက်တွေပါနေတဲ့အဆင်ပြေပြေနေနိုင်စားနိုင်တယ်။ကျမတို့အိမ်မှာအဲ့ရမျိုးတွေရှိလို့လား။ဒါပေမဲ့မောင်ခင်နဲ့ဥပါတို့ကဘာမှမပြောပါဘူးဒီလိုနဲ့နောက်ရမှာတော့အေးအေးနဲ့သူ့ရောက်ခမလေးအတူတူ gas မီးဖို့ကိုပြင်ဆင်ရ လိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်လိုက်ကြပါရယ်။ပြီးတော့လှိလေးပြင်ဆင်လိုက်ပြီးဒေဦးကြီးတင်ပြီးဈေးသွားရောက်ဖို့အတွက်အစင်းတဲ့လှုပ်လိုက်ပါရယ်။ပြီးတော့ကလေးတွေရဲ့ကြောင်းရှိကိုသွားလိုက်ပါရယ်။ကလေးတွေကြောင်းစင်းတာနဲ့သူတို့လည်းဒေဦးထဲမှာစီတွေကိုအပူပေးလိုက်ပြီးအေးအေးကအမြဲမေးဖျင်းသီးလေးတွေကိုလုံးလေးတွေလုံးလိုက်ခါမုန်နှင်ထိတ်ထဲပြီးစီပူပူလေးနဲ့ကျွတ်နေအောင်ကျွန်လိုက်ပါတော့တယ်။အော်ဖျင်းသီးကြော်စားကျင်လိုက်တာ။အတော့ဖျင်းသီးကြော်ကတထောင်မိုးလောက်ရလာရင်ဒါပေါ့ရပါတယ်တားလေးရယ်။အမရဲ့ ကျမလည်းအကျော်နှထောင်ဖိုးလာပြီနော်ကျမတို့လည်းစားကြည့်ချင်လို့ဒီလိုနဲ့ပဲသူတို့ဆိုင်မှာပထမနေ့မှာရင် လူတွေစီကားနေပါတော့တယ်ပြီးတော့လူတိုင်းဟာသူတို့ဖျဲသီးကြော်တွေကိုအရင်ကြိုက်နေကြပါတယ်ဟာမှိုက်လိုက်တာကျမဖြစ်နေဖျဲသီးကြော်ကတလောက်ကောင်းမယ်လို့ထင်ုံမထင်ခဲ့ဘူးပြီးတော့စေကူးလောက်စားရတာတောင်စားလို့မဝသေးဘူးရှင်တို့နေ့တိုင်းမှုန်စားကြောင်းစင်းချိန်ဆိုဖျဲသီးကြော်တွေကိုဒီမှာလာရောက်မှလာရင်အဲ့ဒီချိန်ဆိုကျမတို့ဆရာဆရာမတွေလည်းလက်ဖေးအတောင်မှုန်စားကြတော့လေ စားလို့ကောင်းတာလည်းမရှိလို့ပြင်းနေကြတာဟုတ်ကဲ့ရပါတယ်ဆရာမကြီးဒီမကိုယ်တိုင်ကျောင်းထဲကိုယူလာပေးပါမယ်ပထမနေ့မှာရင်သူတို့ဆိုင်မှာစားသုံးသူတွေပြင်းနေနေတာကြည့်ပြီးသူတို့သမီးယောက်ခမတွေလည်းပြုံနေပါတော့တယ်ညဘက်ရောက်တဲ့အခါမှာတော့သူတို့သမီးယောက်ခမလည်းအိမ်ပြန်ပြီးအကြောင်းစုံကိုပြောပြလိုက်ပါတယ်ဒါကြောင့်ဒီတစ်ခါတော့မောင်ခင်တို့လည်းသူတို့အလုပ်လုပ်မှာကိုမတားတော့ပါဘူးအဲ့ဒါပြီးရင်နောက်မှာတော့အေးအေးလေးသူ့ယောက်ျားဖုန်းထဲကနေထပ်ပြီးတော့ဖျင်းသီးကြော်တွေကိုကောင်းကောင်းလုံနိုင်အောင်လို့ရှာကြည့်နေပါတယ်။ အမေတီမဲဖြဲသည့်ကြောင့်နောက်ထပ်နီးတွေနဲ့ထပ်လှုပ်လို့ရသေးတယ်။ဒါဆိုပိုပြီးတော့တောင်ရောင်းလို့ကောင်းမှသိချားတယ်။နောက်ရမှာပဲအေးအေးလေးဖြဲသည့်တွေကိုမြင်မြန်လှိလိုက်ပါတော့တယ်။ပြီးတော့အဲဒီကဖြဲသည့်စီတွေကိုဖဲကဖြဲသည့်တွေကိုရတာနှက်ထားလိုက်ပါတယ်။ပြီးတော့အကြုံမုံတွေကိုနေကသူ့သားလေးနဲ့ဘစ်ကစ်မုံကတ်တွေလည်းဝယ်ခိုင်းလိုက်ပါတယ်။ပြီးတော့ဒါတွေကိုခြေကမုံကြောင်လေးတွေလှုပ်ထားပြီးဒါတွေနဲ့ကပ်ပြီးတော့ဖြဲသည့်ကြောကိုပုံမိုဆန်းတက်တဲ့ရတာနဲ့လှုပ်လိုက်ပါတယ်။ အားလုံးပြီးတဲ့အခါမှာတော့သူရောက်ခမနဲ့အတူတူဈေးသွားရောက်မှုအတွက်ထွက်လာခဲ့ပါတယ်။ပြီးတော့ဒေါ်မြလည်းကျောင်းလေးကိုဆီယမရီပါထားတဲ့ order တွေကိုတောင်းပို့လိုက်ပါတယ်။ညနေပိုင်းဆိုရင်တော့သူတို့ကသူတို့မုံလေးကိုဈေးထဲယူသွားပြီးတော့ရောင်းချပါတယ်။အတော်အတော်တို့အကျော်ကြီးကအရင်ကောင်းတာပဲကျွန်တော်အရသာတစ်မျိုးကို9000ဘူးလောက်ပေးပါတကယ်တော့ကျွန်တော်တို့ယူနာမှာပါစားတော့ဆိုင်မှာမရှိလို့စိတ်ညံနေတာဒါကြောင့်နေ့လယ်2နာရီလောက်ဆိုရင် နေ့တိုင်းကျွန်တော်တို့ယူနာကိုအကျော်လာပို့ပေးလို့ရမလား ။အော်ဒါပေါ့ရပါတယ်။မဟုတ်လေအတော်မှားတဲ့သူတွေရှင့်လိုက်ပို့ပေးနေကြ။နီးပို့နားမှာအကြော်ကြော်ရတာအတော်တို့လည်းပူမှာပဲနော်။အတော်တို့သမီးရောက်ခမောက်ကြည့်ပြီးကျမတို့ပူလာပြီ။ကျမသွားရမယ်နော်။ကျမတို့လိုက်စာပေးခဲ့မယ်။ဒီလိုပြောပြီးအဲ့ဒီကောင်မလေးနဲ့အကောင်လေးလည်းအကြော်လေးကိုယူတာပြန်သွားပါတော့တယ်။ပြီးတော့သူတို့လည်းဈေးဆက်ရောက်နေကြပါတယ်။ဒီလိုနဲ့အချိန်တွေတရွေ့ရွေ့အကုန်ဆုံးလာခဲ့ပြီးသူတို့နှစ်ယောက်ဟာနေဘက်ဆိုရင်ကျော်ရီကိုအပူထဲမှာပဲရက်ပြီးစူးစမ်းပန်းစားနေရောင်းကြပါတယ်။ ညနေပိုင်းဆိုရင်တော့ဈေးထိမှာအသွမ်းရောင်းပါတယ်။အဲ့ဒါတွေမကသေးပဲမှားလိုက်ရင်လိုက်ပို့တဲ့အထိပါလေလုတ်ပေးပါသေးတယ်။ဒါကြောင့်တဖြည်းဖြည်းနဲ့သူတို့ကပတ်စံတွေကိုကောင်းကောင်းရှာနိုင်လာခဲ့ပါတယ်။တနေ့မှတော့အမေကျမတို့ဒီတိုင်းတော့နေ့တန်အပူထဲရောင်းရတာပင်ပန်းနေတာမှားထားလို့စက်ရုံနဲ့ကြောင်းတွေကိုလိုက်ပို့ရတာတွေကိုရေရှည်လုံနိုင်မယ်မထင်ဘူး။မတို့လေဖရဲသီးတွေဒီတိုင်းရောင်းတာရောင်းမကောင်းဘူးဆိုတော့ပါဆယ်ပို့တဲ့အလုပ်ကိုပါလုပ်ပေးမယ်လေအခုဆိုငါတို့မှလည်းပတ်စံတွေစုမိနေပြီပဲဟို င်းတို့တွေလမ်းပေါ်ထွက်ပြီးဈေးမရောက်မှနဲ့တော့နေရာလေးတနေရာနဲ့ပဲရောင်းပါလားငင်းတို့တနေရာလေးမှာပဲမရောက်နိုင်ဘူးဆိုရင်ကားပေါ်မှာဆိုင်ဖွင့်လိုက်ပါလားဒါဆိုအရေးထဲမှာအေးအေးဆေးဆေးရောင်းလို့ရပြီနေရာစုံလေးသွားရောင်းလို့ရတယ်လေအဲ့လိုဆိုမကောင်းဘူးလားဒီရပိုင်းမှာတော့ဒုံမြနဲ့အေးအေးလေးပတ်စံတော်တော်များများစုထားမိပြီဖြစ်တာကြောင့်ကားကြီးတစ်စီးဝယ်လိုက်ခါလိုအပ်တာတွေကိုပြင်ဆင်ပါတော့တယ်ပြီးတော့အဲ့ဒီဆိုင်လေးမှာပဲဖျဲသီးကြော်တွေကိုလုံယောင်းကြပါတော့တယ်။အမကြီးပူလိုက်တာဗျာ။ဘိုင်လဲစာနေပြီ အမတော့ရိတ်ထဲနေတာဆိုတော့မပူလာဘူးထင်တယ်ကျွန်တော်မုံလေးအမြန်ထုတ်ပေးပါဦးအရသာတမျိုးကို2000မိုးစီလောက်ထည့်ပေးလိုက်နော်ကျွန်တော်မဆောက်နိုင်တော့လို့အမြန်လေးလုပ်ပေးပါဦးခဏလေးနော်အခုပဲနင့်ကိုထည့်ပေးပါမယ်ဒီလိုပြောပြီးတော့အေးအေးလေးအမြန်ရေခဲတက်တာတွေကလိုအပ်တာတွေထုတ်လိုက်ပြီးအကြုံမုံတွေကိုနေကဖျဲသေးနေနေလိုက်ပါတယ်ပြီးတော့အကြော်ဒီလေးကိုရသာမုံတွေကထည့်ပြီးအကြော်ဒီကိုကျော်လိုက်ပါတော့တယ်နောက်ပြီးတော့သူဟာလူတိုင်းကိုဈေးချိုချိုနဲ့အကြော်ဒီကိုရောင်းချပေးပြီးတော့ကလေးတွေကိုဆိုရင်တော့တစ်ခုတရားနဲ့သာရောင်းပေးပါတယ် အတော်အတော်ကအရန်စီထားကောင်းတာပဲတအားတို့တခြားဆိုင်တရားဆိုရင်အကျော်တစ်ခုတရားနဲ့ဘေးဆိုင်မှာမှရောင်းမပေးဘူးအတော်ကအကောင်းဆုံးပဲဒီလိုနဲ့သူတို့သမီးယောက်ခမနှစ်ယောက်လဲသူတို့ယောင်ရင်းမှာဖရဲသီးကျော်ဆိုင်ဆိုတဲ့နာမည်နဲ့နာမည်ကြီးလာပါတော့တယ်ပြီးတော့ပစံတွေအများကြီးကိုလည်းရှာနိုင်လာခဲ့ပါတယ်ပြီးတော့သူတို့အိမ်တွေမှာလည်း TV ရေကြီးတက်တာလေးအေးပိစက်တွေအကုန်လုံးရှိလာပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။